အင်ကားနေရဆိုတာဟာ လာစီလာစီကိုချွေးလေးစာနဲ့ရှာထားတဲ့ပတ်စံတွေကိုကို land dot ကိုအလကားပေးနေရတဲ့အတူတူပဲ။ဘာကြောင့်လဲဆိုတော့တလားကုန်သွားတာနဲ့ဒီအိမ်လာကပေးလိုက်တဲ့ပတ်စံတွေကကို့အတွက်ဘာမှမကြံခဲ့တော့ဘူး။ကို land dot ကပဲဒီပတ်စံတွေကိုသူတို့ရဲ့ mortgage ကိုပေးတဲ့အတွက်သူတို့ကြွယ်ဝချမ်းသာအောင်လို့ကိုကကူညီပေးနေရတဲ့တူတယ်။တကယ်လည်းအိမ်ငားနေရဆိုတာကရေတူမှကြည့်မယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်သက်သာတယ်လို့ထင်ရပေမဲ့အိမ်ပိုင်ဆိုင်ခြင်းရတာရေရှိမှကို့အတွက်ကြွယ်ဝချမ်းသာမှုကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ကိုကအိမ်ကိုပိုင်ဆိုင်ခြင်းအဖြစ် င်အိမ်အတွက်ပေးရတဲ့ mortgage တွေကုန်ကျစရိတ်တွေကိုအခုမှပြန်ပြီးတော့ short ချလို့ရနိုင်မယ်။နောက်ပြီးသွားလို့ရှိရင်အချိန်ကြာလာတာနဲ့အမျှဒီအိမ်ထဲမှာကိုကနေနေနဲ့ကိုရဲ့အိမ်တန်ဖိုးတွေမြင့်လာမယ်။လစီပေးတဲ့ mortgage payment တွေမှာလည်းကိုရဲ့အိမ်ရဲ့ principal တွေကိုထည့်တဲ့ငွေပမာဏလည်းရှိတဲ့အတွက်ဒါကိုအတွက်အလိုလိုပတ်စံစုပြီးသားဖြစ်သွားတယ်။အဲ့ဒါကြောင့်မလို့ရေးတူမှာတော့ အိမ်ပိုင်ဆိုင်ခြင်းကကုန်ချစရိတ်များတယ်လို့ထင်ရပေမယ့်ရေရှည်ကိုကြည့်လိုက်မယ်10နှစ်နဲ့20နောက်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်အိမ်ပိုင်ဆိုင်ခြင်းကကိုယ်အတွက်အမှန်တကယ်ကြောက်ချမ်းသာမှုကိုဖန်တီးပေးနိုင်ပါတယ်။